ပထမဆုံးသတင်းအနေနဲ့အဖန်စီကျန်းလို့မဲဆောက်မြို့ရဲကမြမာရီဟာည9:00နာရီမတိုင်ခင်မှာမိဘိတ်တကားပိတ်ပြီးလူမနေတဲ့အိမ်ပုံစံမျိုးဖန်တီးနေထိုင်ကြရပါတယ်။နေ့ဘက်မှာလည်းအရေးကြီးကိစ္စမရှိရင်အိမ်ပြင်မထွက်ကြတော့ဘူးလို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြီးခဲ့တဲ့တနှစ်ပတ်လုံးဖမ်းမိတဲ့မူရစ်စေဝါမျိုးစုံကိုစစ်ကောင်စီကရန်ကုန်မြို့မှာဒီနေ့မိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီထံစီးဆင်းမဲ့ လက်နက်သုံးပုံတပုံစာကိုနိုင်ငံတကာငွေကြေးလမ်းကြောင်းတွေက နေတဆင့်ဖျက်တောက်ထားနိုင်ပြီလို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူခွင့်ရေးအထူးကိုယ်စားလှယ်မစ္စတာတွန်အင်ဒရုစ်ကပြောပါတယ်။နောက်ထပ်သတင်းတပုတ်ကတော့ကမ်ဘလူးနှင့်ကန်ဂေါ်တွင်စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးနေကြောင်းသိရပါတယ်။ ကျွန်တော်ဒီနေ့ရဲ့သတင်းထူးများကိုစူးစီးဖော်ပြပေးပါတော့မယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါခင်ဗျာဒါဆိုရင်စလိုက်ရအောင်ထိုင်းဆိုရဖွဲ့တွင်ကတောင်ကနင်းဖြစ်နေချိန်မှာမြန်မာများစွာခိုးလုံနေထိုင်နေတဲ့မဲဆောက်မြို့မှာတရားမဝင်နေထိုင်သူများကိုထိုင်းအာဏာပိုင်များကပြင်းပြင်းထန်ထန်ဖမ်းဆီးဆောင်ရွက်နေပါတယ် ယခုနှစ်ဇွန်လအတွင်းမှစပြီးမဲဆောက်မြို့တွင်တရားမဝင်နေထိုင်သူများကို ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးမှုဟာယခင်ကထက်ပုံမကျန်းနှံ့လာခဲ့ပြီးဒီတစ်ကြိမ်မှာအပြင်းထန်ဆုံးဖြစ်လာတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်တောင်းနေချီတဲ့မြန်မာပြည်သူတွေဟာမဲဆောက်မြို့ကိုဘေးကင်းလုံခြုံရာနေရာဖြစ်ခိုလုံလာကြပြီးထိုနေရာမှာတော်လန်ရေးဖွဲ့ဝင်များနိုင်ငံရေးခိုလုံခွင့်တောင်းသူများ CDN ဝန်ထမ်းများစစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားသူများနဲ့ ရွှေပြောင်းလို့တမများပြားနေထိုင်လျက်ရှိပါတယ်အခုအချိန်မှာတော့မြမလူဦးရေ၃သိန်းကျော်ရဲ့ကအများစုဟာတရားမဝင်နေထိုင်နေကြတာကြောင့်ဘယ်ချိန်မှမဆိုဖက်စီခံရနိုင်နေဆိုတဲ့စိုးရိမ်ပူပန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဇွန်6ရက်နေ့ကစပြီးမဲဆောက်မြို့တွင်ထိုင်းလုံကြုံရေးအဖွဲ့ဝင်များကတရားမဝင်နေထိုင်သူများကိုဖက်စီစစ်ဆေးမှုတွေစတင်ခဲ့ပြီးလက်စစ်ဆက်ဖိန်းစီနေသူများ၃ဘိန်းဆိုင်ကယ်တို့ကို ပထမဆုံးပြစ်မှတ်ထားခဲ့ကြပါတယ် မဲဆောက်မြို့တွင် နေထိုင်သူမဆန္နာမော်ကအရင်နှုန်းကလုံသားတွေရဲ့ရင်တွေကိုပဲတင်ပြီးလူကိုတော့ပြန်လွတ်တယ်အခုတော့လူကိုပါလိုက်ဖမ်းပြီးပြစ်မှတ်ဖြစ်ထားလာပြီဟုပြောပါတယ်။ဇွန်လ20ရက်နောက်ပိုင်းမှာတော့ဆောက်လုပ်ရေးလုပ်ငန်းများ၊မွေးမြူရေးလုပ်ငန်းများ၊ဈေးဆိုင်ကမ်းများ၊လက်ဖက်ရည်ဆိုင်များ၊စပင်းညက်ဆိုင်တွေကိုပါတင်းတင်းကြပ်ကြပ်ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေချစ်လာကြောင်းမြန်မာပြည်သားများရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA မှပြောကြားထားပါတယ်။ မဲဆောက်မြို့မှာမြန်မာလုံသားရေးဆောင်ရွက်နေတဲ့ JACBA ဥက္ကဋ္ဌဦးမိုးကျိုးကဒီတကြိမ်လောက်ပြင်းထန်တဲ့ဖမ်းဆီးမှုမျိုးမကြုံဘူးဘူးမြန်မာလုံသမားတွေကိုခန့်ထားတဲ့ထိုင်းလုံငန်းရှင်တွေအထိဖမ်းနေပြီဟုပြောကြားခဲ့ပါတယ်။ထိုင်းအာဏာပိုင်တွေကတော့ပုံမှန်အားဖြင့်နှစ်စဉ်နှစ်ကြိမ်ခန့်တတ်မှတ်ရများအတွင်းမှာအွန်လိုင်းငွေလိမ်ကိုင်းများမူရစ်ဆေးဝါးလက်နက်လူကုန်ကူးမှုဆက်လျင်းနဲ့ပြစ်မှုများကိုနှိမ်နှင်းဖို့စစ်ဆေးမှုတွေဆောင်ရွက်လေ့ရှိပါတယ်။ယခုအချိန်မှာထိုင်းလူမှုအတိုင်းဝိုင်းက တရားမဝင်နေထိုင်သူများပေါ်တန်ကြားမှုများလာတာကြောင့်ဘန်ကောက်ကရဲတပ်ဖွဲ့ချို့ကကိုယ်တိုင်မဲဆောက်သို့ဆင်းပြီးနေရာတရာကျော်ကိုတိုက်ရိုက်စစ်ဆေးခဲ့ကြပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာတရားဝင်နေထိုင်ခွင့်မရှိသူများအပြင်ပန်းရောင်ကတ်ရှိသူတွေအထိပါဝင်နေပြီးကတ်တွင်းပါတဲ့အချက်လက်မကိုက်ညီရင်တောင်ဖမ်းခံရတဲ့ကြောင်းစစ်ဆေးခံဘူးသူမဆန္နာမော်ကလည်းထိုင်းလိုမြန်မာလိုအင်္ဂလိပ်လိုရှင်းပြနိုင်ဖို့လိုလာပြီလို့ပြောပါတယ်။တင်းတင်းကြပ်ကြပ်ဖမ်းဆီးတာတွေစတင်တဲ့ဇွန်6ရက်ကနေ ဇွန်25ရက်အတွင်းဖမ်းဆီးခံထားရသူမြန်မာနိုင်ငံသားတွေအကျော်ရှိနေပြီလို့မြန်မာပြည်သားများရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA စရင်ရတည်ရပါတယ်။ဒီတကြိမ်ဖမ်းဆီးမှုမှာတော့မဲဆောက်ဒေသခံထိုင်းနိုင်ငံသားတွေကတရားမဝင်နေထိုင်နေသူတွေနဲ့ပတ်သက်ပြီးထိုင်းပါတီတချို့နဲ့နှကမ်းမွေးလို့လူသိများတဲ့ထမ်းမျိုးချစ်အဖွဲ့ဥဆောင်သူတွေကိုတန်ကြားချက်များလာရာကနေဒီလိုတင်းကျပ်တဲ့ပိုက်ဆိတ်တိုက်ဖမ်းဆီးမှုဖြစ်လာတယ်လို့ထိုင်းရဲ့တပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါဗျာ။ ဒါကြောင့်လက်ရှိအချိန်မှာအထောက်အထားရှိသူတွေအနေနဲ့တရားဝင်လှုပ်လှုပ်ခွင့်မရှိသေးတဲ့အလုပ်တွေကိုရန်နာထတာဂယုတစိုက်သွားလာကြတာဖန်ဆီးတာတွေရှိနေတဲ့နေရာတွေကိုအချင်းချင်းတရင်မြဝေတာတွေလှုပ်ဖို့ကိုလည်းတိုက်တွန်းထားကြပါဗါအထူးသဖြင့်အင်ရှင်ထိုင်းနိုင်ငံသားတွေရဲ့တန်ကြားတာမခံရအောင်သူတို့မကြိုက်နှစ်သက်တဲ့အပြုအမူတွေမလုပ်မိအောင်ရှောင်ရှားဖို့ကိုလည်းတတိပေးထားကြပါဗါ နောက်ထပ်သတင်းတပုတ်ကတော့ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံးဖမ်းမိတဲ့မူရစ်စေဝါမျိုးစုံကိုစစ်ကောင်စီက ရန်ကုန်မြို့မှာဒီနေ့မိရှုဖျက်ဆီးခဲ့ပါတယ်။ဖျက်ဆီးခဲ့တဲ့မူရစ်စေဝါတွေရဲ့တန်ဖိုးဟာဒေါ်လာ118တန်းနီးပါးရှိပါတယ်။ကမ္ဘာမူရစ်စေဝါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်မူရစ်စေးတွေကို အခုလိုဖျက်ဆီးခဲ့ရပါစစ်ကောင်စီပြည်ရေးဝန်ကြီးလည်းဖြစ်မူရစ်စေဝါတာစီကာကွယ်ရေးဗဟိုဖွဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးထုံးထုံးအောင်ကတော့ တိုင်းရင်သားလက်နက်ကင်ချို့ဟာမူရစ်စေဝါတွေထုတ်နေတယ်လို့ဆွဆွဲပြောဆိုပါတယ်။ဒီနေ့မူရစ်စေဝါတိုက်ဖြတ်ရေးနေ့အတွက်ပေးပို့တဲ့သူ့တဝန်လွာမှာအခုလိုပြောတာဖြစ်ပါတယ်။တိုင်းရင်သားလက်နက်ကင်ဖွဲ့စည်းချို့ဟာနိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုမရှိအောင်လှုပ်ဆောင်လျက်ရှိပြီးဒီခြေအနေတွေကိုအခွင့်ကောင်းယူမူရစ်စေထုတ်လုပ်မှုနဲ့တည်ဆောင်ရောင်းဝယ်မှုတွေလှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။မူရစေဝါထုတ်လို့ရမှာတုံးတဲ့ဓာတုပစ္စည်းနဲ့ဆက်ဆက်ပစ္စည်းတွေကိုတရားမဝင်တဲ့စက်တေတများမှတဆင့် လွယ်တကူဝင်ရောက်ရရှိနေပါတယ်လို့သူကပြောပါတယ်ထွက်လာတဲ့မူရစ်စေဝါများစုကိုနေဆက်ဒေတာတွေကနေတဆင့်ဒေတာတွင်ဝယ်လိုအားမြင့်တဲ့နိုင်ငံတွေကိုတည်ဆောင်ရောင်းဝယ်နေကြလို့ဒါစီနိုင်နေရေးလုပ်ငန်းတွေဟာစင်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့လဲဆိုပါတယ်ကုလသမဂ္ဂရဲ့မူရစ်စေဝါနိုင်နေရေးအဖွဲ့ကအထူးသဖြင့်ရှမ်းပြည်နယ်တွေကလာတဲ့မတာဖတ်တမင်းမူရစ်စေဝါတွေဟာဒေတာတွင်ကို ပြန့်နှံ့နေတယ်လို့သူတို့ရဲ့နောက်ဆုံးအစီရင်ခံစာမှာဖော်ပြပါတယ် စစ်ကောင်စီကတော့ပြီးခဲ့တဲ့နှစ်အတွင်းမူရစ်စေဝါနိုင်နေမှုတွေမှာဖမ်းဆီးမိတဲ့တရားခဏ်8000နီးပါးအထိရှိတယ်လို့ပြောကြားထားပါဗျ။စစ်ကောင်စီထံစီးဆင်းမဲ့လက်နက်၃ပုံတပုံစာရဲ့ငွေကြေးလမ်းကြောင်းကိုနိုင်ငံတကာငွေကြေးလမ်းကြောင်းတွေကနေတဆင့်ဖြတ်တောက်ထားနိုင်ပြီလို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးအထူးကိုယ်စားလှယ်မစ္စတာတွန်အင်ဒရုစ်ကပြောပါဗျ။ဂျနီဘာမြို့မှာမနေ့ကပြုလုပ်တဲ့59ချိန်မြောက် လူခွင့်ရေးကောင်စီစည်းဝေးမှာမစ္စတာတွန်အင်ဒရုစ်ကသတင်းစိုးတွေကြားကသတင်းကောင်းတစ်ခုဆိုပြီးထည့်သွင်းပြောကြားခဲ့ပါတယ်မြန်မာစစ်တပ်ထံလက်နက်စီစင်မှုဖျက်တောက်ရေးရဲ့90ရာခိုင်နှုန်းကို စင်ကာပူတနိုင်ငံတည်းကနေဆောင်ရွက်ပေးခဲ့ရလို့ဆိုပါတယ်ထိုင်းရဲ့ဘန်ကောက်ဘဏ်ကလည်းစစ်ကောင်စီရဲ့မြန်မာစီးပွားရေးဘဏ်နဲ့ငွေကြေးဆိုင်ရာချိတ်ဆက်ဆောင်ရွက်တာတွေကိုရည်နာခဲ့တာကြောင့်အခုလိုလက်နက်စီစင်မှုရောချနိုင်ခဲ့တာလို့သူကထောက်ပြပါတယ် အလွန်ကောင်းတဲ့တိုးတက်မှုတစ်ခုပါပဲဖြတ်တောက်ရေးအတွက်ငွေကြေးအပေါ်မကုန်ပါဘူးနိုင်ငံရေးနီးလန်းနဲ့ပါပဲလို့အထူးကိုယ်စားလှယ်ကပြောပါတယ်တစ်ဖက်မှာတော့မြမလူအခွင့်ရေးအကူအညီပေးရေးအတွက်ရန်ပုံငွေလိုအပ်နေပြီးစနစ်ရခိုင်နှုန်းသာအကူအညီရရှိနေတယ်လို့သိရပါတယ်ဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရာထူးရယူပြီးရဲ့နောက်နိုင်ငံတကာကူညီမှုတွေကိုဖြတ်တောက်ခဲ့ရာကနေတက်ရောက်မှုရှိလာတာဖြစ်ပြီး2024မှာ30ရာခိုင်နှုန်းထိရရှိခဲ့ပေမဲ့ 2025မှာတော့900ခိုင်နှုန်းသာကျန်ရှိတော့ရလို့သိရပါဗျ။စကိုင်းတိုင်းကံဘလူမြို့နယ်နဲ့မကွေးတိုင်းကံကောမြို့နယ်တွေမှာနောက်ဆုံးရအခြေအနေနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအရက်သားပြည်သူတွေနေတဲ့ခြေရွာတွေကိုလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေမိရှုဖျက်ဆီးမှုတွေစက်တိုက်လှုပ်ဆောင်နေပါဗျ။ဇွန်လ23နဲ့24ရက်နေ့တွေမှာစကိုင်းတိုင်းကံဘလူမြို့နယ်အတွင်းကစည်းကုံးတိုက်နယ်ရှိတပြေတာနဲ့ ကျောင်းကုန်းကျေးရွာတွေကိုစစ်ကောင်စီတပ်6000နဲ့ပြူစောတိတပ်ဖွဲ့ဝင်တရားကြောပါဝင်တဲ့စစ်ကြောင်းကလက်နက်ကြီးလက်နက်ငယ်တွေတုံးပြီးနှစ်ရက်ဆက်တိုက်ပြစ်ခတ်ဖျက်ဆီးခဲ့တာကြောင့်အင်ချေ30ဝန်းကျင်ပျက်စီးသွားခဲ့ပြီးတပြေတာရွာကဒေသခံဦးမောင်ဆန်းဟာဘုံကြောင့်တေဆုံးခဲ့တယ်လို့သိရပါတယ်။ထို့အပြင်အမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးကိုလူသားတိုင်းဖြစ်ဖမ်းဆီးခဲ့ပြီးပြည်သူပိုင်ဖိုးတံပစ္စည်းတွေကိုပါခိုးယူတယ်ဆောင်သွားခဲ့တာကြောင့် ဒေသခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါဗျ။ဒီအချိန်ထိစစ်ကောင်စီတပ်ဟာအဆိုပါကြေးရွာနားမှာဆက်လက်ရှိနေစေဖြစ်ပြီးမိုးဥကာလကြောင့်နေအိမ်ဆောက်အုံများအရေးပေါ်လိုအပ်မှုတွေလည်းရှိနေပါဗျ။ကမ်ဘလူခရိုင်တော်လန်ရေးတပ်ပေါင်းစုတာဝန်ခံကသူတို့တွေရိခါလိုလို့ပြည်သူပိုင်ပစ္စည်းတွေကိုထွက်ခိုးပြီးပေါ်လာထွက်ဆွဲတဲ့စစ်ကြောင်းဖြစ်မယ်။ပြူကောင်းဆောင်ဝါသဝရဲ့အဖွဲ့ကလူလိုနေလို့အစွဲကျန်းနေတာကမ်ဘလူမြို့ပေါ်မှာအရက်သားရောကြားလေးလူငယ်တွေမရှိသလောက်ဖြစ်ကုန်ပြီ မကွေးတိုင်းကံကောမြို့နယ်မှာလဲဇွန်လ24ရက်နေ့ကစစ်ကောင်စီတပ်ဖြစ်တဲ့ခလာရ90ရဲကတပ်ဖွဲ့ဝင်တွေကပဝန်းကျင်ကျေးရွာတွေကို120မမလက်နက်ကြီးတွေနဲ့နေလယ်နဲ့ညာပိုင်းတွေမှာဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့်အနောက်ကံကောရွာကအမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပြီးအိမ်ချို့ပျက်စီးခဲ့ပါတယ်။ကံကောမြို့အနီးရှိကျေးရွာတွေကိုဥတီတဲ့လက်နက်ကြီးပစ်ခတ်မှုတွေအပြင်မြေပြင်စစ်ကြောင်းဝင်ရောက်မှုတွေလည်းဖြစ်လာနိုင်နေဆိုတာကြောင့်ဒေသခံပြည်သူတွေနေဖြင့် သတိနဲ့နေထိုင်ကြဖို့တိုက်တွန်းထားပါတယ်။ထို့အပြင်စစ်ကောင်စီတပ်ကကံကောမြို့နယ်တွင်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖျက်တောက်ထားပြီးဒေသခံတွေကိုဖမ်းဆီးနေမှုတွေကလည်းတဖြည်းဖြည်းတိုးလာနေပါတယ်။နောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းအသစ်များကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကောင်းသောနေ့လေးဖြစ်ပါစေ။